ားလုံးပဲမိင်္ဂလာပါရှင်။မန္တလေးညူးသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာဒီမိုကရေစီကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်ဂျပန်ဒုတိယနိုင်ငံသားဦးဝင်ကြီးတောင်းဆိုရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာဒီမိုကရေစီကောင်ဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင် ဖန်စီထိမ့်သိမ့်ခံရသူများကိုလွှတ်ပေးရန်ဂျပန်အစိုးရဒုတိယနိုင်ငံသားရေးဝန်ကြီးတက်ကူမမယာချီကတောင်းဆိုလိုက်ပါတယ်။ဂျပန်နေ့အောက်တိုဘာ၁ရက်နေ့မွန်လွယ်ပိုင်းဒုတိယဂျပန်နိုင်ငံသားရေးဝန်ကြီးတက်ကူမမယာချီကမြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပံ့ပိုးကူညီနေသောဂျပန်ပါလီမန်အဖွဲ့နှင့်တွေ့ဆုံစဉ်အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ ဂျပန်ဒုတိယဝန်ကြီးမယာရီကမြန်မာနိုင်ငံတွင်စိုးရွားနေသည့်အခြေအနေနှင့်ပတ်သက်၍အလေးအနက်ဆိုရင်ကြောင့်မြန်မာနိုင်ငံတွင်အကြံဖတ်မှုများကိုချက်ချင်းရပ်တန့်ရန်ဒေါအောင်ဆန်းစုကြည်အပါအဝင်ထိမ့်သိမ်းခံထားရသူများကိုလွှတ်ပေးရန်နှင့်ဒီမိုကရေစီနိုင်ငံရေးစနစ်သို့အမြန်ဆုံးပြန်လည်ထူထောင်ရန်မြန်မာစစ်တပ်ကိုတိုက်တွန်းကြောင်းပြောဆိုသွားပါသည်မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအထောက်အကူပြုဂျပန်ပါလီမန်အဖွဲ့ကစက်တင်ဘာ30ရက်နေ့ကျင်းပခဲ့သည့် မြန်မာအရေးအစီအဝေးဆွေးနွေးချက်များအပေါ်အခြေခံပြီးမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးအားကောင်းလာစေရေးကုညီဆောင်ရွက်ပြရန်တောင်းဆိုစာကိုဂျပန်အစိုးရထံသို့ပေးအပ်ခဲ့ပါတယ်။ရှင်းအပြင်တွေ့ဆုံမှုတွင်ဂျပန်ဒုတိယဝန်ကြီးမယာချီကမြန်မာနိုင်ငံရှိပြည်သူများ၏အခက်အခဲများကိုကူညီပံ့ပိုးပေးမည်ဖြစ်ပြီး ်မာပြည်သူများ၏အသက်မူဝမ်းကြောင်းမှုတိုးတက်ကောင်းမွန်လာစေရန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထက်ကြွစွာပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပူးပေါင်းပြီးမြမကျက်တဲကိုဖြည့်ရှင်းကျော်လွှားနိုင်ရေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည်။ဆက်လက်ပြီးမြဖေးမျိုးနှင့်နေရီကန်တိုက်ပွဲအတွင်မှထွက်ပြေးလာသည့်စစ်တပ်၏တပ်မ69နှင့်စကားခ19မှစစ်သား29ဦးကိုအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။မကွေးတိုင်းမြဖေးမျိုးနှင့်နေရီကန်တိုက်ပွဲအတွင်မှထွက်ပြေးလာသည့်အကြမ်းဖက်စစ်တပ်၏ ကျမ69နှင့်စာကာက18မှစစ်သား28ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း People Revolution Alliance မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါတယ်ဇူလိုင်လနဲ့စက်တင်ဘာလပိုင်းတွင်မြဖဲမြို့နယ်နေရီကန်ပတ်ဝန်းကျင်တိုက်ပွဲတွင်ဖက်ပြေးလာသောအချမ်းဖက်စစ်တပ်၏တပ်မ69နှင့်စကခ18လက်အောက်ကန်စစ်သား28ဦးကို PRA မကွေးတပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုဖမ်းဆီးရမိသောစစ်တုံးပန်း28ဦးတည်းတွင်အများစုသည်အာရမစစ်မှုထမ်းဥပဒေအရ ပေါ်တာဆွဲခံရသောအပတ်စဉ်9နဲ့အပတ်စဉ်17တို့မှစစ်မှုထမ်းတပ်သားတင်များဖြစ်ကြောင်းရင်းစစ်တုံးပန်းများကိုနိုင်ငံတကာစစ်တုံးပန်းဥပဒေစီမင်းစည်းကမ်းများနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားကြောင်းသိရပါတယ်။ကျွန်တော်တို့ဒီစစ်တုံးပန်းတွေကိုနှစ်တုပ်ခွဲမိတာပေါ့။တချို့နေ့တွေမှာ9ရောက်မိတာရှိတယ်6ရောက်မိတာရှိတယ်။တချို့နေ့တွေမှာလည်း10ရောက်မိတာတွေရှိတယ်။ခုနှစ်လပိုင်းနဲ့9လပိုင်းမှာမိတာတွေပေါ့ဟု People Revolution Alliance မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ ထို့ပြင်နှစ်ဖဲမျိုးနဲ့အန်ဖရန်လန်တျောင်းနဲ့ပသိမ်မုံရလန်ပိုင်းတို့တွင် PRA မခွေးတပ်ဖွဲ့ကမဟာမိတ်များနှင့်ပူးပေါင်းကတိုက်ပွဲများဖော်ဆောင်နေပြီးတိုက်ပွဲအတွင်အကြမ်းဖက်စစ်တပ်မှထိခိုက်ဒေဆုံးမှုများပြားကြောင်းသိရပါသည်။ အကြံဖတ်စစ်တပ်သည်အာဏာသိမ်းပြီးချိန်မှစ၍ရှင်နေအတီအဖက်ဖက်မှရှုံးနိမ်ပြိုလဲနေခဲ့ကြောင်းသို့တော်လည်းရွေးကောက်ပွဲနီလန်ဖြင့်နိုင်ငံရေးထွက်ပေါက်ရှာဖွေခြင်းရှင်နီမြုံနံမှုနှင့်ကုန်သွယ်ရေးကိုအသုံးချကာနိုင်ငံတကာဆက်ဆံရေးထူထောင်ခြင်းအာဓမစစ်မှုတပ်ဥပဒေကိုအသက်သွင်းကာစစ်အင်အားဖြည့်တင်ခြင်းစသည့်ကြိုတင်ပြင်ဆင်မှုများပြုလုပ်လာပြီးနောက်နိုင်ငံအဝန်စစ်မြေနာများသို့တက်ဖြန့်ထိုးစစ်ဆင်လျက်ရှိကြောင်း PIA မကွေးတပ်ဖွဲ့သည်ရန်သူထိုးစစ်ကိုကြံ့ကြံ့ခံခုခံလျက်ရှိပြီး စစ်နောက်ပိုင်းဒေတာများတွင်လည်းယောက်ျားဒေတာများတိုးချဲ့ဖော်ဆောင်လျက်ရှိကြောင်းသိရပါသည်။မြေဦးတော်လန်ရေးတွင်လက်နက်ကင်တော်လန်ရေးတပ်ဖွဲ့များသည်အလျာလိုက်ပုံစံပုံမဖြစ်ထွန်းလာခဲ့ပြီးတော်လန်ရေးကာလ9နှစ်ဒီပါကြာမြင့်လာသည့်အထိတပ်ဖွဲ့ချင်းအကောင်မှုလည်းအကန့်အသတ်ဖြစ်ခဲ့ပြီးတပ်ပေါင်းစုတရံစုစည်းမှုလည်းအားနေခဲ့ကြောင်း အကြံဖတ်စစ်တပ်၏တကြောပြန်အားကောင်းလာမှုတွင်ထိန်းချုပ်ဒေသအချို့ပြန်လည်လက်လွတ်ရမှုများလည်းရင်ဆိုင်နေရပြီးယနေ့အချိန်သည်တော်လန်ရေးအင်အားစုအသီးသီး၏တပ်ပေါင်းစုမူဝါဒကိုလက်တွေ့ကျကျကျင့်သုံးအကောင့်ထဲပေါ်ရမည်ကာလဟုယူဆကြောင်းမြေဦးတော်လန်ရေး၅နှစ်နီးပါးကာလအတွင်းဖိနှိပ်မှုပေါင်းစုံကိုခါးစည်းခံလာကြရသည့်လူမှုမျက်နှာကိုငဲကောင်မိမိတပ်တင်တပ်ဖွဲ့အားကောင်းရေးထက်တော်လန်ရေးတစ်စုံလုံးအားကောင်းရေးကိုဦးတည်နိုင်ရမည်ဖြစ်ကြောင်းတော်လန်ရေးအင်အားစုအသီးသီးအနေဖြင့်ပွဲပြသောအမိန်ပေးခုတ်ကဲမှု တက်ရင်အပြန့်ကျဲမှုဘန္နာရေးလေလွင့်မှုများကိုအကျစ်လက်ဆုံးပေါင်းစည်းကတညီတညွတ်ထဲတိုက်ပွဲဝင်ကြရမည်ကာလဟုယုံကြည်ကြောင်း People Revolution Alliance မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။